ဟာမတ်စ်အဖွဲ့အနေနဲ့ဂါဇာမှာစစ်ပွဲကိုရပ်တန့်စေခဲ့တဲ့ပြစ်ခတ်ရဲစေးသဘောတူညီချက်ကိုချိုးဖောက်မယ်ဆိုတာကဂါဇာမှာစစ်စင်ရေးကိုပြန်လည်စတင်သွားမယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်စ်ကအောက်တိုဘာ15ရက်ကတရိပ်ပေးခဲ့ပါတယ်။ဟာမတ်စ်အဖွဲ့ဟာ၎င်းတို့ဖမ်းဆီးခဲ့တဲ့တစားကန်2ဦးရဲ့ရုပ်အလောင်းတွေကိုပြန်လည်ပေးရခဲ့ပြီးတဲ့နောက်နောက်ထပ်ရုပ်အလောင်းတွေကိုဆယ်ရန်နီယာတွေရဲ့အကူအညီမပါဘဲဂါဇာမှာရှိတဲ့အပြည့်စည်တွေအောက်ကနေဆွဲထုတ်ဖို့မဖြစ်နိုင်ကြောင်းပြောကြားခဲ့ပြီးတဲ့နောက်အစ္စရေးကာကွယ်ရေးဝန်ကြီးရဲ့ယုံကကြေညာချက်ထွက်ပေါ်လာတာပါ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဂျောင်းဝင်ဆေးဆက်ခဲ့တဲ့အပြစ်ခတ်ရေးဆွဲရေးသဘောတူညီချက်အရာ အော်တိုဝါ23ရက်ကစပြီးဟာမတ်စ်အဖွဲ့ဟာအသက်ရှင်နေသေးတဲ့တစားကန်20ကိုအစ္စရေးကိုလွှဲပြောင်းပေးခဲ့ပြီးအပြန်အလှန်အနေနဲ့အစ္စရေးကလည်း၎င်းတို့အကျဉ်းချထားတဲ့အကျဉ်းထောင်တွေကပါလက်စတိုင်း2000နီးပါးကိုပြန်လွှတ်ပေးခဲ့ပါတယ်။အော်တိုဝါ25ရက်ကအစ္စရေးတစားကန်2ဦးရဲ့ရုံလောင်းတွေကိုမပေးအပ်မီဟာမတ်စ်အဖွဲ့ဟာတေဆုံသွားပြီလို့သတင်းထွက်နေတဲ့တစားကန်28ဦးရဲ့က9ဦးရဲ့ရုံလောင်းတွေနဲ့တစားကန်မဟုတ်တဲ့ရုံလောင်း10လောင်းကိုပြန်လည်ပေးရခဲ့ပါတယ်။ဟာမတ်စ်အဖွဲ့က သဘောတူညီချက်ကိုလိုင်းနာဖို့ညှင်းဆုံမယ်ဆိုရင်အစ္စရေးကလည်းအမေရိကန်နဲ့ပူးပေါင်းပြီးတိုက်ခိုက်မှုတွေပြန်လည်စတင်မှာဖြစ်ပြီးဟာမတ်စ်အဖွဲ့ကအမြင့်ပြတ်ချေမှုမှုဂါဇာကအရှိတရားကိုပြောင်းလဲဖို့နဲ့စစ်ပွဲရီမှန်ချက်အားလုံးအောင်မြင်ဖို့လှုံ့ဆော်သွားမှာပါလို့အစ္စရေးကာကွယ်ရေးဝန်ကြီးရဲ့ယုံကထုတ်ပြန်ခဲ့ပါတယ်။ဟာမတ်စ်အဖွဲ့ရဲ့လက်နက်ကိုင်တပ်ဖွဲ့ကတော့လက်ရှိအချိန်အထိဒါဇာကန်နှစ်ဦးရဲ့ရုံအလောင်းတွေကိုသာပြန်ပေးနိုင်လိမ့်မှာဖြစ်ကြောင်းပြောကြားခဲ့တဲ့အတွက်သဘောတူညီချက်အရရုံအလောင်းတွေအားလုံးပြန်ပေးရမယ့်သမတ်ချက်နဲ့ပြည့်မီခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ တော်လိုင်းအင်အားစုကအသက်ရှင်နေတဲ့ဧဇရေအကျဉ်းသားတွေအားလုံးကိုပြန်လည်လွှဲပြောင်းပေးရခဲ့ပြီးသဘောတူညီချက်အတွက်ဂတိကဝတ်ကိုဖြည့်ဆည်းပေးခဲ့ပါပြီ။ပြီးတော့တက်နိုင်သမျှရရှိထားတဲ့အလောင်းတွေကိုလည်းပေးရခဲ့ပါတယ်လို့ Hamas အဖွဲ့ရဲ့လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ Azidin AKSM တက်မဟာကထုတ်ပြန်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့ရုပ်အလောင်းတွေကိုပြည်စည်းတွေအောက်ကဆွဲထုတ်ဖို့အတွက်ဆယ်ရန်တရာအကူအညီတွေနဲ့ကြီးမားတဲ့အထောက်ကျိုးပန်းမှုတွေလိုအပ်နေပါတယ်။ကျွန်တော်တို့ကလည်းတစားခံတွေရဲ့အလောင်းတွေကိုဆွဲထုတ်နိုင်ဖို့ကြိုးပမ်းနေပါတယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။အစ္စရေးကတိုက်ခိုက်မှုတွေပြန်လည်စတင်မယ်လို့ထိန်းချုပ်ခဲ့ပြီးတဲ့နောက် Hamas အဖွဲ့ဟာ၎င်းတို့ရဲ့ကတိကဝတ်ကိုဖြည့်ဆည်းဖို့ရည်ရွယ်ချက်ရှိနေသေးတဲ့ကြောင်း American ထိပ်သီးအကြံပေးပုဂ္ဂိုလ်တွေကပြောကြားခဲ့ပါတယ်။